စီတူဝင်းထက်တာတဲ့ခရိုနီကောင်လေးနဲ့လက်ထပ်တော်မဲ့ယွန်းယွန်းပရိသတ်ကြီးတို့ရဲ့တရုတ်ဆောင်စီတူဝင်းနဲ့လူမှုရေးအရှုပ်ရှင်းတွေရှိခဲ့တဲ့ယွန်းယွန်းကတော့ခရိုနီကောင်လေးတယောက်နဲ့တွဲနေတာသိကြမှာပါနော်ဒီကောင်လေးကတော့စီတူဝင်းလိုချိတ်ပေါင်းလေးတွဲတာမဟုတ်ဘဲလူသိရှင်ကြားတွဲပြတာဖြစ်ပါတယ်ချစ်သူကအရန်ချစ်အရန်အလိုလိုက်ကြောင်းကိုလည်းလူတွေအမြင်ကတ်တဲ့အထစ်ကိုကြွားပါသေးတယ်အင်တာဗျူးတိုင်းမှာလည်းကောင်လေးဖြစ်သူအကြောင်းကမပါမဖြစ်ကြွားနေကြမလို့ပရိသတ်တွေတောင်နားကြပြင်းကန်နေပါပြီ အခုဆိုရင်တမတို့နေရာကလက်ထက်တော့မယ်လို့လဲကောလာဟာလာတွေထွက်နေပါတယ်။ချစ်သူတတန်းဘလောင်မှမရှိသေးပဲ။ယုတ်တရက်လက်ထက်မယ်ဆိုတာထိုးတော့ထိုးဆန်းပါတယ်။အဆိုပါချစ်သူကောင်းလေးကယွန်းယွန်းနဲ့မတွဲခင်ကစနစ်ကျော်တွဲခဲ့တဲ့ချစ်သူကောင်းမလေးရှိသူဖြစ်ပြီးယွန်းယွန်းစီကိုခြံခုံခဲ့တာပါ။စနေကျော်တန်ရောစင်ကိုတော့တာဝင်မြူချင်တဲ့ယောက်ျားတစ်ယောက်ကတွဲတာတစ်နှစ်တောင်မပြည့်သေးတဲ့မိန်းကလေးနဲ့လက်ထပ်တော့မယ်ဆိုတာရည်စရာတော့ကောင်းပါရဲ့ ဘာပဲပြောပြောစီတဝင်းနဲ့တော့ကစားပြီးနားမလဲလောက်ခံခဲ့ရတဲ့ရွံ့ရွံ့တယောက်ဒီတခါတော့တိုင်းတိပြည်တိအရှက်ထက်မကွဲတော့ပဲကံကောင်းမယ်လို့မျှော်လင့်ပါတယ်